ဟန်ဂျိုးဘေးဘရစ်လို့ခေါ်တဲ့ဟန်ဂျိုးပင်လယ်အော်တံတားကကမ္ဘာပေါ်မှာသမုဒ္ဒရာဖြတ်ကျော်တိဆောက်ထားတဲ့အရှိဆုံးတံတားစင်စင်းထဲမှာတတိယမြောက်အရှိဆုံးတံတားပဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့အရှိက35.63ကီလိုမီတာရှိပြီးတော့မိုင်အနည်းနဲ့ပြောရမယ်ဆိုလို့ရှိရင်22မိုင်ရှည်လျားပါတယ်ဒီတံတားကတရုတ်နိုင်ငံကြဲကြဲပြည်နယ်ထက်ကကြားရှင်းမျိုးနဲ့နေပေါ်မျိုးတို့ကိုဆက်သွယ်ထားတဲ့ပင်လယ်ဖြတ်တံတားတစ်စင်းဖြစ်ပြီးတော့ဟန်ဂျိုးပင်လယ်အော်ပေါ်မှာတည်ရှိပါတယ် ဆန်ရန်ဟိုင်ကိုအမြန်လမ်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အပြင်အရှိမျောက်ပိုင်းကြဲ့ကျန်းပြည်နယ်မှာရှိတဲ့မြို့ပြအမြန်လမ်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်၂003ခုနှစ်ဇွန်လ၈ရက်နေ့မှာတရားကိုအုံမြင့်ချခဲ့ပြီးတော့ 2009ခုနှစ်ဇွန်လ26ရက်နေ့မှာစီမံချက်တစ်ခုလုံးပြီးစီးခဲ့ပါတယ်။တရားကမြောက်ဘက်မှာရှိတဲ့ကြားရှိမျိုးဟန်ရန်ခရန်ရဲ့အချက်အချာနေရာကနေစတင်ပြီးတော့ဟန်ကျိုးပင်လယ်အော်ပင်လယ်ဧရိယာကိုဖြတ်လို့တောင်ဘက်မှာရှိတဲ့နင်ပေါမြို့အန်တုံးမြို့နယ်အချက်အချာနေရာမှာအဆုံးသတ်ပါတယ်။ကြဲကျန်းပြည်နယ်အစိုးရကဟန်ကျိုးပင်လယ်အော်ကိုဖြတ်တမ်းမဲ့တရားတစ်ခုတိဆောက်ဖို့အတွက်2000ပြည့်နှစ်ဇွန်လ21ရက်နေ့မှာဆုံးဖြတ်ခဲ့ပြီးတော့2005ခုနှစ်ဇွန်လ1ရက်နေ့မှာ တဒားရဲ့ပထမဆုံးတန်ပေါင်းအစိအပိုင်းတစ်ခုကိုလစ်တဲဆွမ်းတည်ယူပို့ဆောင်ရေးတင်မောနဲ့တိစောက်ခဲ့ကြပါတယ်။အဲ့ဒီတန်ပေါင်းအစိအပိုင်းကအနံ15.8မီတာအလျားမီတာ80နဲ့အလေးချိန်တန်2200ရှိပါတယ်။စုစုပေါင်းတိစောက်ချိန်10နှစ်ကြာမြင့်ခဲ့ပြီးတော့2008ခုနှစ်မေလတရက်နေ့မှာဟန်ချိုးပင်လယ်အော်ဒရာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဟန်ချိုးပင်လယ်အော်ပင်လယ်ကူးဒရာပီးစီးမှုစစ်ဆေးတာနဲ့လက်ခံတာကိုတော့ဒရာကျွမ်းကျင်ပညာရှင်18ဦးက 2011ခုနှစ်ဇူလိုင်လ16ရက်နေ့ကနေ18ရက်နေ့အထိဆောင်ရွက်ခဲ့ပြီးတော့စစ်ဆေးမှုတွေဇက်တိုက်ပြုတ်လောက်ကတရားစီမံကိန်းကို အောင်မြင်စွာနဲ့တည်ဆောက်နိုင်ခဲ့ကြပါတယ်။တရားကြီးအစ်စ်မြင့်တင်တာပြုပြင်မိုးမှန်တာတွေနဲ့ဆိုင်တဲ့စီမံချက်ကိုတော့2019ခုနှစ်အစမှစတင်ခဲ့ပြီးတော့2022ခုနှစ်စတင်ပါလာမှာတော့အဲ့ဒီတရားကြီးကတရုတ်နိုင်ငံရဲ့ပထမဆုံး digital အမွှာပင်လယ်ဖြတ်ကူးတရားဖြစ်လာခဲ့ပါတယ်။သူကမြောက်ပိုင်းမှာရှိတဲ့ကြန့်ကြားတိုက်ခြေရွာနဲ့ ကြားရှိမြို့ဟိုင်ရန်ခရိုင်ကနေစတင်ပြီးတော့အထက်ပိုင်းမှာဟန်ကျိုးပင်လယ်အော်ရေပြည်ကိုဖြတ်တန်းသွားပါတယ်။တံတားရဲ့ဒီဇိုင်းကိုရှူတောင်၄ခုကနေဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီးတော့တံတားနဲ့ဆက်ဆက်လို့ပင်လယ်ပလက်ဖောင်းတစ်ခုမြောက်ဘက်တောင်ပံတံတားရေဧရိယာအတွင်းချင်းကက်တံတားဒီရေပြန့်ဒေသမှာရှိတဲ့ချင်းကက်တံတားမြေဧရိယာအတွင်းကချင်းကက်တံတားတစ်ခုနဲ့တံတားမျိုးစင်တစ်ခုပါဝင်ပါတယ်။တံတားအစိပ်ပိုင်းတစ်ခုလုံးကိုအနောက်မြောက်ကနေအရှိတောင်ကိုအစီအစဉ်တကျတိစောက်ထားတာပဲဖြစ်ပါတယ်။ တရားတိဆောက်ရေးစီမံချက်မှာအသုံးပြုခဲ့တဲ့ကေဘယ်ကြိုးစုစုပေါင်းအရှည်က32.2ကီလိုမီတာဖြစ်ပြီးတော့တရားရဲ့အမြင့်က62မီတာရှိတာကြောင့်ကွန်တင်နာသင်္ဘောကြီးတွေအချိန်ကာမရွေးတရားအောက်ကနေဖြတ်တန်းသွားလာနိုင်မှာပဲဖြစ်ပါရယ်ခင်ဗျာကြီးမားရှည်လျားတဲ့တရားကြီးကိုဆောက်လုပ်ရမှာအခက်ခဲများစွာကြုံတွေ့ခဲ့ရပြီးတော့ကျွမ်းကြည်ပညာရှင်600နီးပါးကဆယ်စုနှစ်တခုနီးပါးကြာအောင်တရားကိုဒီဇိုင်းရေးဆွဲခဲ့ကြတာပဲဖြစ်ပါရယ်ဒီဇိုင်း လေလာမှုနဲ့စီမံကိန်းရေးဆွဲမှုတို့ကိုဆယ်စုနှစ်တခုနှီးပါးကြာပြင်ဆင်ခဲ့ပြီးတဲ့နောက်မှာတော့ကမ်းလွန်ဆောက်လုပ်ရေးလုပ်ငန်းခွင်စတင်ရမှာလဲစိန်ခေါ်မှုတွေအများပြားရင်ဆိုင်ခဲ့ရပါသေးတယ်။တံတားရဲ့အစိပ်ပိုင်းအများပြားကိုမြေပြင်မှာပီးစီအောင်တိဆောက်ပြီးတော့မှတံတားတိဆောက်မဲ့နေရာကိုပို့ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။တံတားတရှိရာဟန်ကျိုးပင်လယ်အော်ကအရှေ့တရုတ်ပင်လယ်မှာရှိတဲ့ပင်လယ်ကွေ့တစ်ခုဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့တဘာဝအံ့ဖွယ်တစ်ခုဖြစ်တဲ့ ခြံထံမြစ် DA ဟာနှင်မြန်တဲ့ DA နဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်နေတဲ့ပင်လယ်ခွေ့တစ်ခုလည်းဖြစ်ပါတယ်။ဟန်ကျိုးပင်လယ်ဖြတ်ကျော်တရာတိဆောက်မှုကိုကဲရဲဌာနရဲ့ဌာနမှူးဝန်ယုံကကဘာအရှုပ်ထွေးဆုံးပင်လယ်ပတ်ဝန်းကျင်မှာတိဆောက်ထားတဲ့ဒီတရာကြီးဟာကဘာပေါ်မှာအကြီးမားဆုံး DA အမျိုးအစားကိုအန်တုတိဆောက်ခဲ့ရတဲ့အပြင်တိဆောက်ရေးလုပ်ငန်းမှာတိုင်ဖိုးမုန်တိုင်းအန်နီယယ်တွေနဲ့တွေ့ကြုံခဲ့ရတယ်လို့လည်းဆိုထားပါသေးတယ်။ဒီဇိုင်နာတွေနဲ့အင်ဂျင်နီယာတွေရင်ဆိုင်ခဲ့ရတဲ့နောက်ထပ်စိန်ခေါ်မှုကတော့တရာတီနီယာအောက်မီတာ90လောက်အကွာမှာ အဆင်ရှိတဲ့မိသိန်းတန်းငွေကိုရှာဖွေတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တရားတိုင်တွင်မတီးဆောက်ခင်မှာ6လအလိုကလေးကအချင်း60စင်တီမီတာရှိတဲ့စတီးပိုက်တွေကိုမြေကြီးထဲစိုက်ထည့်ပြီးမိသိန်းတန်းငွေတွေကိုယော့နှဲအောင်ပြုလုပ်ခဲ့ကြရပါတယ်။စိုးရတဲ့ယာတီဥဒုတွေလမ်းကြောင်းပေါင်းစုံရေစီးကြောင်းတွေလှိုင်းကြီးမှုနဲ့ဘူမိဗေဒအခြေအနေတွေကိုခံနိုင်ရင်ရှိစေဖို့အတွက်ကေဘယ်ကျိုးပုံစံဒီဇိုင်းကိုရွေးချယ်ခဲ့တာဖြစ်ပြီးတော့ Richester scale 9အထိဗလင်ဒန်ကိုခံနိုင်ရည်ရှိအောင်တိစောက်ထားတာပဲဖြစ်ပါတယ်။ဟန်ကျိုးပင်လယ်ဖြတ်တံတားဟာနင်ပေါ်မြို့ကနေရှန်ဟိုင်းမြို့အထိမြေပြင်တည်ယူပို့ဆောင်ရေးအကွာအဝေးကိုကီလိုမီတာ120လောက်တိုးတောင်းစေခဲ့တဲ့အပြင်ခီးသွွားချိန်ကိုလည်း၄နာရီကနေ၂နာရီခွဲအထိ short ချပေးနိုင်ခဲ့ပါတယ်။တနာရီကိုကီလိုမီတာ100အမြန်နှုန်းနဲ့မောင်းနေနိုင်တယ်လို့အသွားအပြန်6လမ်းသွားအဝေးပြေးလမ်းမကြီးပဲဖြစ်ပါတယ်။တံတားရဲ့တစ်ဖက်တစ်ချက်စီမှာပန်းချက်နှစ်ခုပါဝင်တဲ့အပြင် ခီးသွားတွေအနားယူဖို့အတွက်တရားရဲ့အလယ်မှာဟိုတယ်တွေစားတောက်ဆိုင်တွေနဲ့ဓာတ်ဆီဆိုင်တွေရှိုံတာမကညှော်စင်တွေကိုလည်းတိစောက်ထားပါတယ်။ဒါကြောင့်ဒီကျွန်းကနေခြံထံမြစ်ဒီရေကိုကြည့်ရှုလေ့လာဖို့အတွက်ကဘာလက်ခီးသွားတွေကိုဆွဲဆောင်ရနေရာတစ်ခုအဖြစ်လဲတည်ရှိနေပါတယ်ခင်ဗျာ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတ္တရာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်နော်။